2025ခုနှစ်ဇွန်လ10ရက်နေ့မှာယူကရိန်းက၎င်းရဲ့အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ပါတယ်။စစ်စင်ရေးကို Operation Spider Web လို့ခေါ်ပါတယ်။ရုရှားလေတပ်စကန်၄ခုကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။မောင်းသူမဲ့လေယာဉ်တွေကရုရှားနိုင်ငံအတွင်းမှာစစ်လေယာဉ်စစ်40ကျော်ကိုဖျက်ဆီးစေခဲ့ကြောင်းသတင်းတွေကပြောပါတယ်။တိုက်ခိုက်မှုကပိုလီယာကြီးဘယ်လာယာအိုင်ဗာနိုဗိုနဲ့ဒိုင်ယာဖီလီဗိုလေတပ်စခန်းတွေကို အယုံဆိုင်ခဲ့ပါတယ်ဆိုပါလီတာစကန်တွေကယူကရိန်းကနေမိုင်ပေါင်း2500ဝေးကွာပါတယ်ပျက်စီးသွားတဲ့လေယာဉ်တချို့ကတော့ 222M3 နဲ့295ပြူဟာမြောင်ဘုံကျဲလေယာဉ်တွေဖြစ်ပြီး A50 ဂိန်းထောက်လေယာဉ်တွေလည်းပျက်စီးခဲ့ပါတယ် SBU လို့ခေါ်တဲ့လူတင်များတဲ့ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုကအီမစ်ရှင်ကို16လကြာစီစဉ်ခဲ့ပါတယ်သူတို့က first person view FPV drone တွေကိုအသုံးပြုခဲ့ခြင်းဖြစ်တယ်။ဒီ drone တွေကို truck ကများအတွင်းမှာဖွက်ထားပြီးတော့မှ artificial intelligence လို့ခေါ်တဲ့ AI က drone တွေကို၎င်းတို့ရဲ့ပြည်မတွေကိုထိမှန်ဖို့အတွက်မြင့်မားတဲ့တိကျမှုနဲ့လမ်းညွှန်ပေးခဲ့ပါတယ်။တက္ကသိုလ်ကဒေါ်လာ9ဘီလီယံခန့်ပျက်စီးခဲ့တယ်လို့ရုရှားကပြောပါတယ်။ရုရှားရဲ့မဟာပြည်ရမြောက်ဘုံကျဲလီယံများရဲ့34ရာခိုင်နှုန်းခန့်ကိုဖျက်ဆီးခဲ့ပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကအဆိုပါတက္ကသိုလ်ကိုအကြံဖယ်လို့ရောက်ခေါ်ဆိုခဲ့ပါတယ်။ဒါပေမဲ့အကင်းဖြစ်ပေါ်ရာနေရာကဓာတ်ပုံတွေနဲ့ဗီဒီယိုတွေမှာတော့ထိခိုက်မှုတွေအများကြီးရှိခဲ့ပါတယ်။ ဒါဟာမောင်းသူမဲ့လေရင်တွေအားလုံးကိုရတ်တန့်လိုက်တယ်လို့ဆိုရက်ရုရှားရဲ့ပြောဆိုချက်ကိုစန့်ကျင်ခြင်းဖြစ်တဲ့ယူကရိန်းသမ္မတဇယ်လန်စကီကတော့ဒီတက်ခတ်မှုဟာတမိုင်းဝင်အောင်မြင်မှုဖြစ်တယ်လို့ပြောခဲ့ပါတယ်။ယူကရိန်းမှာခိုင်မာတဲ့နှိပညာရှိပြီးရုရှားရဲ့တက်ခတ်မှုတွေကိုတွန်းလှန်ဖို့စိတ်ဆုံးဖြတ်ထားကြောင်းပြသခဲ့တယ်လို့ဆိုပါတယ်။အစ္စတန်ဘူမှာညချင်းဆွေးနွေးပွဲတွေမကျင်းပခင်မောင်းသူမဲ့လေရင်တက်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တဲ့ဒီဆွေးနွေးပွဲမှာယူကရိန်းကပါဝင်နေမှာဖြစ်တဲ့ ဂျင်းတိုက်ခတ်မှုကတော့ယူကရိန်းရဲ့စစ်ရေးအင်အားကိုပြသနေတော်လဲငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုပုံမဆုတ်ထွေးစေကြောင်းတွေးရှိရပါတယ်